အားလုံးမင်္ဂလာပါရှင် Healthy Lifestyle မှာပြန်လည်ကြိုဆိုပါတယ်ကျွန်မအခုပြောပြမယ့်အကြောင်းအရာလေးကတော့ကျွန်မတို့တွေရဲ့မိဖို့ကြောင့်နဲ့မှာအမြဲမပြတ်ရှိနေတဲ့ကျက်သွန်နီရဲ့အသုံးဝင်ပုံလေးကိုပြပြချင်ပါတယ်ကျွန်မတို့တွေကကျက်သွန်နီကိုဒီတိုင်းပဲပေါ့နော်စားလိုက်ကြတာများတယ်သူ့ရဲ့အသုံးဝင်မှုတွေပေါ့နော်သူ့ရဲ့အသုံးဝင်ပုံတွေကိုတော်တော်များများကတော့အခရေစည်းတွင်ကြမသိကြဘူးပေါ့နော်ကျွန်မအခုပြောမယ့်အကြောင်းအရာလေးတွေကတော့ကျက်သွန်နီကဘယ်လောက်ထိအသုံးဝင်လဲဆိုတာကိုပြပြပေးပါမယ်ကျက်သွန်နီကကျွန်မတို့တွေရဲ့ပိုတက်ဆီယမ်ကျမယ်ဆိုလို့ရှိရင်တက်တာကိုမြန်စီပါတယ်နောက်တစ်ခုကကျက်သွန်နီအရသာအကုန်လုံး ံးသီးရဲ့အတိုင်းပဲအေးရွှမ်းမယ်အဲချိုးများများရှိမယ်ဆက်ရှာရှာလေးဖြစ်မယ်အငွေ့ရလည်းမျက်ရည်ကျစေပါတယ်နောက်တစ်ခုကြက်သွန်နီအေးနဲ့စားနဲ့ကိုတောက်မယ်ဆိုရင်အစာအစိတ်တင်တာမွေစိတ်တင်တာတွေကိုပြည့်စေပါတယ်နောက်တစ်ခုကတော့လေချောင်းတာချောင်းဆိုးပျောက်စေရဲပေါ့နော်ကြက်သွန်နီအဲနဲ့တကြားနဲ့ကိုတောက်မယ်ဆိုလို့ရှိရင်တော့စီကြောက်တယ်တာစီကျင်တာကိုပျောက်စေပါတယ်ကြက်သွန်နီအေးနဲ့တကြားနဲ့ကိုအသားရည်မှာလိမ့်ပြီးရင် ဒီခန္ဓာကိုယ်မှာလိမ့်ပြီးအသားရည်စုပြည့်စည်ရဲ့လို့လည်းသိရပါတယ်နောက်တစ်ခုကကြက်သွန်နီအငွေ့ကတော့မျက်စိနာတာကိုပျောက်စေတယ်အသက်ရှူလမ်းကြောင်းကိုရှင်းစေပါတယ်ကြက်သွန်နီအရည်လိမ့်မယ်ဆိုလို့ရှိရင်တော့ခေါင်းမှာဘောက်တွေဖြစ်တာသပင်ကျွတ်တာတွေကိုကာကွယ်ပေးနိုင်ပြီးတော့နားကြိုက်တာလည်းပျောက်စေပါတယ် က်တုန်နီကိုစားမယ်ဆိုလို့ရှိရင်တော့အေးမိတုတ်ကွေးပျောက်စေတယ်၊ကင်ဆာကိုကာကွယ်ပေးနိုင်တယ်၊သွေးကြိုစည်းကြိုကာကွယ်ပေးနိုင်တယ်၊သွေးတိုးကိုလည်းကာကွယ်ပေးနိုင်တယ်။ကျမတို့ရဲ့အစာအိမ်ဥလန်းချောင်းကိုလည်းတန့်စီစေပါတယ်။အစာအိမ်နာတာကိုလည်းတတ်တာစေတယ်၊သွေးအားလည်းကောင်းစေတယ်၊ကိုယ်ခံအားကိုလည်းကောင်းစေတယ်ပေါ့နော်။နောက်တစ်ခုကစီလန်းချောင်းမှာယောဂါတွေဖြစ်တာကိုကင်းစင်စေတယ်၊ပါဇက်နာ၊သွားဆွေးရာတွေကိုကာကွယ်ပေးတယ်။ကျမတို့ရဲ့အမှတ်ဉာဏ်ကိုလည်းကောင်းစေပါတယ်။ ကျက်သွန်နီကိုအစိမ်းစားမယ်ဆိုလို့ရှိရင်တော့ကြွက်တက်တာတွေကြွက်သားရောင်ရမ်းလာကျင်တာတွေကိုတတ်တာစီပြီးတော့အဝါလွန်ချင်းဖြစ်တာကိုလည်းရှော့ချပေးနိုင်ပါတယ်။အဲကျမတို့တွေဗစက်မှာကျက်သွန်နီအနံ့ပေါ့နော်။ဒီကျက်သွန်နီစားပြီးရင်ကျက်သွန်နီနဲ့နဲ့နေဆိုလို့ရှိရင်တော့မြေပဲဆန်သွားပြီးတော့ရင်းနှွေးချမ်းနဲ့ပလုတ်ချင်းပေးလို့ရတယ်။တကယ်လို့ကိုရီအိမ်မှာကြွက်ပေါ်နေရင်တော့ကြွက်လမ်းမှာကျက်သွန်နီအချမ်းလေးတွေကိုချထားပေးလို့ရပါတယ်။အဲကျမအခုပြောပြတဲ့အကြောင်းအရာလေးတွေကတော့ဒီကျက်သွန်နီရဲ့ပေါ့နော်။အစွမ်းတတိတွေကျက်သွန်နီစားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးအကျိုးကျေးဇူးရတာ ရမလဲဆိုတာလေးကိုပြပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်ထပ်ပြီးတော့ပြောချင်တဲ့အကြောင်းအရာလေးကတော့ gas မီးကိုသုံးတယ်ဆိုလို့ရှိရင် သတိထားပါလေးတွေကိုပြောပြချင်ပါတယ်။ကိုယ့်ရဲ့အိမ်မှာ gas မီးကိုသုံးတယ်ဆိုလို့ရှိရင်တော့ဒါလေးတွေသတိထားပါလို့ပြောချင်ပါတယ်။ကို့အိမ်ရဲ့ပေါ်တော့ဒီ gas မီးပေါ်ရဲ့မီးရောင်ကအပြာရောင်ဆိုလို့ရှိရင်ကို့မီးပေါ်ကကောင်းစွာအလုပ်လုပ်တယ်လို့ကောင်းစွာလောင်ကျွမ်းနေတယ်လို့ဆိုလိုပါတယ်။ဓာတ်ငွေနယ်လေးရဲ့အောက်ဆီဂျင်တို့မျှတစွာပေါင်းဆက် လောင်ကျွမ်းနေရကြောင်းပဲဖြစ်တယ်ပေါ့နော်နောက်တစ်ခုကမီးရောက်ကအနီရောက်ဒါမှမဟုတ်လိမ္မာရောက်ပတ်တန်းနေရဆိုလို့ရှိရင်တော့အောက်ဆီဂျင်ကကောင်းစွာမရောက်တဲ့သဘောဖြစ်ပါတယ်အဲ့လိုမီးတောင်တဲ့ gas မီးဖို့တုံမီဟင်းနေချက်မယ်ဆိုလို့ရှိရင်ဟင်းနေထမင်းနေရမနူးမနှက်တာအဲနောက်ပြီးသွားလို့ရှိရင်အချိန်ကြကြချက်ရတာတို့ဖြစ်တတ်ပါတယ် ိုးတွေလည်းမဲသွားနိုင်တယ်ပေါ့နော်။ဒါဆိုရင်တော့လေဝင်လေထွက်ကောင်းလို့ brake valve တွေဖွင့်ထားတာမျိုးလုပ်သင့်ပါတယ်။အဲမီးဟိုဒီတိုင်းပဲထိမ့်သိမ့်ဖို့တော့အကြံပြုပါတယ်ပေါ့နော်။ဒီအောက်ကပြောတဲ့အချက်ဒီတိုင်းပဲပိုက်တွေကိုမှန်မှန်ကန်ကန်တက်ပြီးတော့ထားပါ။နောက်အမိုက်တွေဖုံနေတန်ရှင်းဖို့အတွက်တတိပြုပါ။နောက်တစ်ခုက gas မီးဖို့ထဲမှာလဲ gas oil ထဲမှာလဲပေါ့နော် PR တွေပန်ကန်နေပါစေ ဆိုတော့အပေါ်မှာပြောခဲ့တဲ့အိမ်တွင်းနီလန်းလေးအတိုင်းပဲစမ်းသပ်လုပ်ကြည့်ဖို့အတွက်ဒီဗီဒီယိုလေးကိုအားလုံးကိုဗဟုသုတရရစီဖို့တင်ဆက်ပေးလိုက်ရပါတယ်ရှင်အားလုံးကျေးဇူးအများကြီးတင်ပါတယ်